ဒီကနေ့မေလ2ရက်နေ့မှာထိုင်းနိုင်ငံမဲဆောက်မြို့က Starter Studio မှာ Revo Graphin Team မှဥဆောင်ပြီးဓာတ်ပုံပြပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီဓာတ်ပုံပြပွဲကိုလူများလို့အမည်ပေးထားပြီးတော်လိုင်းထဲကဓာတ်ပုံဆရာ73ဦးရဲ့မတူညီတဲ့ဓာတ်ပုံလက်ရာ26ပုံကိုခင်းကျင်းပြသထားတာလည်းဖြစ်ပါတယ်။ဒီပွဲဟာတော်လိုင်းရမုံငွေပွဲတစ်ပွဲဖြစ်ပြီး လာရောအားပေးကြည့်ရှုကြသူတွေအနေနဲ့ခင်းချင်းပြတာထားတဲ့ဓပုံတွေကိုဓပုံလင်းထိုင်းပတ်ငွေ3000ဖြည့်ဝယ်ယူအားပေးနိုင်ပါတယ်။ဓပုံပြပွဲပြင် Revo Graphing Team ကလာရောအားပေးကြည့်ရှုကြသူတွေဓပုံရိုက်ကူးနိုင်ဖို့အထူးစီစဉ်နေတဲ့ဖိုတိုဘူးနှစ်ခုထားရှိပေးထားတာကိုလည်းတွေ့ရပါတယ်။ဒီစီစဉ်မှာတော့လာရောအားပေးကြသူတွေအနေနဲ့ဓပုံဓပုံလင်းထိုင်းပတ်ငွေ100ဓပုံ3ပုံလင်းထိုင်းပတ်ငွေ200ရုပ်ဖြည့် အဦးချင်းဖြစ်စေအဖွဲလိုက်ဖြစ်စေရိုက်ကူးနိုင်မှာဖြစ်ပြီးတော့ဒီကရရှိလာတဲ့ဝင်ငွေအားလုံးကိုလည်းတော်လိုင်းရင်တဲ့ကိုစီစဉ်စီမားဖြစ်ပါတယ်။ဒီတပုံပြပွဲဟာတော်လိုင်းရမုံငွေရရှိရေးပြုလုပ်တဲ့ပွဲတစ်ပွဲဖြစ်ပြီးဒီကရရှိလာတဲ့ငွေကြေးတွေကိုတော့အကြမ်းမတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတန်းခန်းစားနေရတဲ့စစ်ပေးတင်ပြည်သူတွေထံကိုပို့ဆောင်ပေးတော်မှာဖြစ်တယ်လို့ Rivography ထင်းက၎င်းတို့ရဲ့ Facebook စာမျက်နှာမှာတရားဝင်ကြေညာထားတာလည်းဖြစ်ပါတယ်။ ဒီနေ့တမုံပြပွဲမှာတော့လာရောအပိတ်ကြည့်ရှုကြသူတွေအတွက်မြန်မာမုံများနဲ့ကော်ဖီများကိုလည်းအခမဲ့သုံးဆောင်နိုင်အောင်စီစဉ်ပေးထားတာကိုလည်းတွေ့ရပါတယ်။ Rebography Team ကဥဆောင်ပြုလုပ်တဲ့လူမယာတပုံပြပွဲကိုမေလ2ရက်နေ့နဲ့မေလ3ရက်စုစုပေါင်း2ရက်တာကျင်းပပြုလုပ်နေတာဖြစ်ပြီးတော့ဒီကနေ့မေလ2ရက်နေ့မှာအကြောင်းမျိုးမျိုးကြောင့်မရောက်ရှိခဲ့တဲ့ထိုင်းနိုင်ငံမဲဆောက်မြို့ကတော်လန်ပြည်သူတွေအနေနဲ့မနက်ဖြန်မေလ3ရက်နောက်ဆုံးနေ့လေးမှာတွားရောက်အပိတ်ကြည့်ရှုရင်းတော်လန်ရင်အတွက် 1100ကပါဝင်နိုင်ပြီဖြစ်ကြောင်းအတိပေးတင်ပြလိုက်ရပါရခင်ဗျာကျွန်တော်ကတော့သတင်းတင်ဆက်သူကိုထပ်ပါ